မှဒီလိုမျိုးတိုက်ပြီးတော့ဆွဲလိုက်တော့အကုန်လုံးသူတို့တွေကတော့ထိအတော်ကတော့အတော်ယောက်ျားအရှိမဆိုတော့တော်တို့မထိလိုက်တော်ယောက်ျားတော့ကြေမွားတော့တကောလုံးကွက်ပြဲပြီးတော့အဲ့ခန်းထဲမှာပဲသိမိုင်းပေါင်ပေါ်မှာပဲတည်သွားတော့ဒီအိမ်မှာမထိုက်စွန်လာတယ်အဲ့ဘုံမှာတားလေးရဒီဘက်မှာဖေးကောင်းလေးကင်နေတာတက်ထွက်မတန်နေတဲ့တော်လဲဒီရင်ပညာသင်ပညာသင်ရင်တော်နေတဲ့ချန်နယ်အားဒီ တောင်းသူတွေစင်တန်မှုဟာအရေးကြီးတယ်။ဆရာတွေဆရာမတွေစင်တန်မှုဟာအရေးကြီးတယ်။အဲကြောင့်အဲလိုတောင်းလို့အထူးဂိမ်းဆိုင်ပြီးတော့စင်တန်ရေးသည့်အဓိကသင်ကြားရေးနဲ့ပညာရေးဒုတိယနေရာမှာထားဖို့ဆိုတော့ကျွန်တော်တို့ဖြေရပြီးတော့အစီအစဉ်ဆောင်ရနေတာဖြစ်တယ်။အဲကျွန်တော်တကယ်တော့ဒီចောင်းသားတွေចောင်းသူတွေဆရာတွေဆရာမတွေရဲ့အသက်တွေကိုကာကွယ်မပေးနိုင်ခဲ့ဘူး။ကာကွယ်မပေးနိုင်တဲ့ဝင်ကြီးတယောက်နေတဲ့ ကျွန်တော်တော့တော့ကိုကျွန်တော်ဒီကိုကျွန်တော်လည်းပဲကျွန်တော်ဒါအဲအားမလို့အားမရဖြစ်မိတယ်ပေါ့နော်မခံလေးစားဖြစ်နေကြပြီအောက်ခြေဘာမှမဟုတ်တဲ့အောက်ခြေရစားအောက်ခြေပြည်သူတွေရဲ့ယုံကြည်ယုံကြည်ယုံယုံကြည်ရမဲ့လာပြီအောက်ခြေပြည်သူတွေဝိုင်းဆဲတာလေးတက်ပြောလိုက်ပါဦးဟာကိုရဲ့အောက်လက်ငယ်သားတွေရဲ့ယုံကြည်မှုတွေအကျန်းဖက်တပုံတွေရဲ့အခုလူမလေးခွေးမခန့်ဆိုတဲ့ပုံစံဒါတွေကအတွင်းကတော့မင်းတို့ရှူမရှူအောင်ရမှတ်ထားလိုက် ကဲဆိုပုံးကြီးငကောင်ကတော့ဒဇင်ဦးနဲ့တွေ့ပြီးတဲ့အခါမှာအတွင်းကန်နေပါဘားကုန်နဲ့နေထားလို့ကိုရောက်နေပြီနော်ပြီးတော့မြင်းညာမျိုးပြတ်သွားမှာစောက်တော်သားတွေမေလိုတွေတက်ကြီးဆိုတဲ့ကောင်ကဆိုင်ရယ်စီးပြရင်အဲဘာလို့ဘာလို့ကိုတက်ကြီးမိုက်တယ်လီယိုမိုက်တာလားဟမ်ဟိုဘိုးမိုက်ခဲ့ပါမိုးချိုးလာပါမသိပါဘူးကိုကောင်မေလိုချီးနေတော့မှကိုချီးတော့ကိုပြောင်းမတော့နိုင်သေးတဲ့ကောင်ကကျွန်တော်တို့ကဘာပြည့်နေညာပြည့်နေပြောတာနဲ့အဲဘာလို့ဘိုးမိုက်ခဲ့ပါညာလီယိုလား 里有表，里边也没没肉。哎，人家这还皮都溜溜的，别屋里要不了那种。嗯，那比要，养不了的，怕那皮都不一样。 ော်လံမျိုးတွေအားလုံးပဲငလင်မေးနဲ့မေးပေးတာမှအများဆုံးကြီးမွေးကြပါသေးလို့ဆူတောင်းပေးနေမယ်ကျွန်တော်ရဲ့ကိုဂျီရိုပရိုဒက်ရှင် channel လေးကပြန်လည်ကြိုက်လိုက်ပါတယ်ဗီဒီယိုလေးတွေရှင်မလို့တော့ပေးကြမှာတော့ယနေ့မေလ16ရက်နေ့တောက်ကြနေ့ရဲ့နောက်ပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပြသွင်းဖြစ်တဲ့တော်လံမျိုးတွေအားလုံးပဲသုံးနေကြည့်ရှိဖို့ဒီနေ့အထမတောင်းဆိုလိုက်ပါတယ်နောက်ဆုံးသတင်းပုံအနေနဲ့ကတော့ဖန်ခိုင်တွင်ဝင်ရောက်ကျူးကျော်တဆွဲထားတဲ့စစ်တပ်ရဲ့မော်ကွီလူတစ်စကန်ကိုပြီးသက်တိုက်ခိုက်သိမ်းပိုက်လျောင်သိရှိရပါတယ်ဒါဟာကရင်ပြည်နယ်ဖန်ခိုင်တွင်ဝင်ရောက်ကျူးကျော်တဆွဲထားတဲ့ဂျမ်ဘတ်စစ်တပ်ရဲ့မော်ကွီလူ တက်စကန်ကိုပြီးသက်ပြန်လဲတက်ခဲသိမ့်ပိုက်နိုင်ကြောင်း KNU ဘူကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။မသိရင်တော့ပါတီတွေချဲမြပေါက်ထားသလားထင်ရပါတယ်။တော်တော်လေးကမှလက်ဆောင်ထက်နေတဲ့အနေအထားတစ်ခုဒီအပိုင်းမှာပို့ပြီးတော့မြင်နေရဖြစ်ပါတယ်။စိတ်တက်ကြွမှုတွေနဲ့တူဖူးစကန်တို့တစ်ခုပြီးတစ်ခုသိမ့်ပိုက်နေရောတွေ့နေရပါတယ်။ဒါဟာမေလ16ရက်နေ့နဲ့9:30မိနစ်မှာဖယံခိုင်တက်ကရဲ့ပိုင်ကျုံမြို့နယ်အတွင်းမှာဝင်ရောက်ကျူးကျော်တဆွဲထားတဲ့ဂျမ်ဘတ်စစ်တရဲ့ကလာယာနှစ်လေးမှစစ်ကောင်စီတပ်သားများတဆွဲထားတဲ့မော်ကွီလုံး စကံကိုပြီးတဲ့တိမ့်ပိုက်နိုင်ခြင်းဖြစ်ပါတဲ့စူပါတိုက်ခတ်မှုတိမ့်ပိုက်မှုကိုတော့တမဟာခွန်အော်လောက်အောက်ခံမှာကရင်မျိုးသားလူမျိုးကြီးတမတော် KNL နဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNU ကပူးပေါင်း လှုပ်ဆောင်ခဲ့ကြောင်းလည်းသိရှိရပါတယ်နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့စကိုင်းတိုင်းဒီပိုင်းစာတင်ကျောင်းမှ၄ကျောင်းတိုက်ခတ်မှုနဲ့ဆစ်ရသူများအတွက်စစ်ကောင်းဆောင်များအမိန်ပေးသူလက်တွေ့လှုပ်ဆောင်သူနဲ့သတင်းမှန်ဖုံးကွယ်သောလော်ဘီများကိုရေးဝီဖြစ်ကြောင်းမြို့သားညွေဆိုရအန်ယူဂျီကနေပြီးထုတ်ပြန်ကြေညာလိုက်ပါတယ်ဂျမတ်စေအုစုကျူးလွန်ခဲ့တဲ့ဟာတွေကျူးလွန်လျက်ရှိသောဆစ်ရသူမှုများအဓိကတာဝန်ရှိသူစစ်ကောင်းဆောင်များအမိန်ပေးစစ်ခိုင်းသူအရာရှိများလက်တွေ့လုတ်ကင်ပေါင်ရတူလေမှုများအကြမ်းဖက်တပ်ဖွဲ့ဝင်များ ပံပိုးကူညီသူအားပေးအောင်ပြုလုပ်သူများနဲ့သတင်းမှန်ကိုဖုံးကွယ်လင်ညာနေကြတဲ့စစ်တပ်လုံးများအားလုံးကိုဥပဒေနဲ့ညီအပြစ်ပေးရေးယူနိုင်ရေးအတွက်နိုင်ငံတကာတရားရုံးများနိုင်ငံအလိုက်တရားရုံးများတာမကပြည်တွင်းတရားဥပဒေများနေပါတရားမျှတမှုပေါ်ဆောင်ပြီးအစွမ်းကုန်ကျူးပန်းတော်မူဖြစ်ကြောင်း NGO ကကြေညာခဲ့ပါတယ်။ကဲလောလောဆယ်ဒီလိုမျိုးကောင်တွေကိုအေးမယူခင်မှာမိထားတဲ့ကောင်တွေကိုထမင်းမကြွေးဖို့ပြည်သူတွေကထပ်မံတောင်းဆိုလိုက်ပါတယ်နော်။ဒါလေးကိုတော့ပေါ်လန်ညီကိုတွေရောပေါ်လန်ကြီးခေါင်းဆောင်တွေရောအားလုံးသေချာလေးလိုက်လံလုပ်ပေးဖို့လိုအပ်ပါတယ်။ပြည်သူတွေ ဗီဒီယိုရှိမှသမင်းကျွေးရင်ကျွေးပါဗီဒီယိုနောက်ကမှတော့လုတ်ချင်တာလုတ်ဖို့ကောင်းဆိုနေခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂပေါင်းဝင်နိုင်ငံတကာအတိုင်းဝိုင်းနေဖြင့်လဲအကြမ်းဖက်စစ်တပ်ရဲ့ယခုကဲ့သို့စစ်ရာဇဝတ်များကျူးလွန်နေပြီးလင်းညာဝါဒဖြန့်နေမှုကိုအမှန်တိုင်းသိမြင်ကြပြီးအဆိုပါကျူးလွန်နေမှုများကိုရပ်တန့်စေရင်လက်တွေ့ကျသောအရေးယူဖိအားပေးဆောင်မှုများကိုလည်းပြုလုပ်ရန် NUG ကတိုက်တွန်းထားပါတယ်။မင်းအောင်လှိုင်ဦးဆောင်သောအကြမ်းဖက်စစ်အုပ်စုရဲ့အမေမေးညွန်ကြားချက်ဖြင့်ကမ္ဘာစစ်တေဟာမေလ၁၂ရက်နေ့နံနက်ပိုင်းသခိုင်းနိုင်ဒီပိအမျိုးနဲ့အိုးတိန်တွင်ကျေးရွာမှာ သာသင်ကျောင်းကိုဘုံကျစ်တခဲ့ကမှာကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမနှုတ်တို့နေရာမှာပဲပွဲချင်းပြီးသေဆုံးခဲ့တာအရာဦးကျော်ဒီလေအခုသူတွင်ပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်းအိုတိန်တွင်ကြေးရွာသာသင်ကျောင်းဟာမြို့သားညွေအစိုးရပညာရေးဝန်ကြီးဌာနမြို့နယ်ပညာရေးဘုတ်ဖွဲ့ရဲ့စီမံကုကဲမှုအောက်မှာဖွင့်ထားသောအထက်တန်းကျောင်းကျောင်းဖြစ်ကြောင်းလည်းရှိတာပါပဲ။ဒီဝါရဖြစ်နေတာရှိပါတယ်။အဲဒီ NUG ရဲ့စိုးမိုးထိန်ချုပ်မှုရှိတဲ့နယ်မြေတွေကသာသင်ကျောင်းတွေမှာဘလို့ချိန်ဇာနဲ့စာတင်နေတာလေအဲ့ဒီနေ့အဲ့ဒီအချိန်မှာကျောင်းသူကျောင်းသားတွေက ဘာလို့အဲ့ဒီနေရာမှာရှိနေတာလဲဆိုတာပြည်သူလူထုသိအောင်နည်းနည်းလောက်ရှင်းပြပါအောင်ဆရာကြီးခင်ဗျာအာမင်္ဂလာပါအဲကျောင်းဖွင့်ငိမ်နဲ့ပတ်သက်ပြီးတော့ဒီကျွန်တော်တို့ NUG နဲ့ပြည်သူအဲပညာရေးပေါ့နော်တော်လိုင်းရေးကာလပညာရေးရဲ့ကျောင်းဖွင့်ငိမ်ကအရင်တော့လို့ဟိုကျောင်းဖွင့်ငိမ်နေဟိုຫນွေကျောင်းပိတ်ချိန်နေအဲ့လိုတွေဟိုအားလုံးတပြိုင်နဲ့တည်းတွေကျွန်တော်လုံးလို့မရဘူးပေါ့နော်ဒါအားလုံးတည့်ရတဲ့အတိုင်းပဲဒေတာတစ်ခုချင်း အဲတမျိုးချင်းတရွာချင်းတကြောင်းချင်းရဲ့အနေထားကမတူဘူး။ဒါပြလို့လဲဆိုစစ်ကြောင်းနေထိုးနေတဲ့နေရာတွေရှိတယ်။ခဏလိုဘုံနေကျဲနေတဲ့နေရာတွေရှိတယ်။နော်အခုလိုပေါ့နော်။အဲရွာကိုမိရှုနေတဲ့နေရာတွေရှိတယ်။ဆိုတော့အဲ့ဒီအပေါ်မှာမူတည်ပြီးတော့ဒီလိုဟိုအကျန်းဖက်ဖက်စစ်စစ်တပ်ရဲ့နှောက်ရက်တွေပေါ်မှာခြေခံပြီးမူတည်ပြီးတော့ကျွန်တော်တို့ပညာရေးကိုအကောင်းဆုံးဖြစ်အောင် ဲဒါပြင်ဆင်ပြီးတော့ကျွန်တော်တို့ကတင် जा နေရတဲ့အချိန်ဖြစ်တယ်ဒါကြောင့်တကြောင်နဲ့တကြောင်တရားနဲ့တရားတမျိုးနဲ့တမျိုးကျွန်တော်တို့ဟိုကြောင်စာတင်ချိန်နေရမတူဘူးဒါပေမဲ့ပညာအကြီးသွေးဖြစ်တဲ့ဒီ credit point နေတင် जा ချိန်နေတင် जा တဲ့ဒီ curriculum နေ syllabus တွေကိုတော့ကျွန်တော်တို့တူအောင်ညှိပြီးသင်နေတဲ့အချိန်ဖြစ်တယ်ဒါကြောင့်ဒီအဖြစ်အပျက်ဖြစ်သွားတဲ့ဘိုးဒိန်တွင်ရွာရဲ့အဲဒီမှာရှိနေတဲ့ အဲတင်ကြားရေးကလည်းပဲအဲ့ဒီအချိန်မှရှိနေတာဖြစ်ကျွန်တော်တို့မှာအကြောင်းပိတ်ချိန်တွေအကြောင်းဖွင့်ချိန်တွေဟာဒီဒေါ်လာရဲ့အခြေအနေမြေပြင်အခြေအနေမြေပြင်စိုးမိုးမှုတွေသောသောကဒီလိုမျိုးပေါ့နော်အဲအကြံဖက်စစ်တပ်ရဲ့အန်ဒရီတွေနဲ့အဲကျွန်တော်တို့ကဒါတွေနဲ့ချိန်ဆရှောင်တွဲပြီးတော့ကျွန်တော်ကတင်ကြားရတာဖြစ်တဲ့အတွက်ဒီ ਉਹ တွေနင်းကြောင်းရဲ့အဲတင်ကြားချိန်ကအခုလိုဖြစ်နေတာဒါဒီကြောင်းလည်းမဟုတ်ဘူးဒါမြန်မာနိုင်ငံအနှံ့ကျွန်တော်တို့ ဒီလွတ်မြောက် data control data တွေပေါ့လေကျွန်တော်တို့မြေပြင်မှာထိမ့်သိမ်းနိုင်နေပြီမြေပြင်ကတော့သူတို့စစ်ကြောင်းမထိုးနိုင်တော့ဒါပေမဲ့ခုနဝေဟင်းသူတို့နှောက်ရက်တွေအများကြီးရှိတယ်နော် air strike တွေအများကြီးရှိဆိုတော့ဒါကြောင့်အဲ့ဒီဟာပေါ်မှာချိန်ဆပြီးတော့ကျွန်တော်တို့ဒါတွေကအဲသင်ကြားရေးတွေစောင့်ရဲနေတယ်အဲစနစ်ကိုကျွန်တော်တို့ကသွားနေတာဖြစ်တဲ့အတွက်ဒီကြောင်းနဲ့ဒီကြောင်းတစ်မျိုးနဲ့တစ်မျိုးသင်ကြားချိန်မတူတဲ့အတွက်အခုဒီ old and ရွာရဲ့ပင်ကြားရေးရတယ်အခုလိုမျိုးအဲဒီမေလမှာစတင်နေရခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျအဲနောက်ထပ်သိချင်တာကတော့စတင်ကြောင်းတွေမှာ PDF တွေရှိနေတယ်ဆိုပြီးဘုံကျဲတယ်လို့စစ်တပ်လော်ဘီအချို့ပြောတာတွေ့ရတယ်လို့ PDF တွေကစတင်ဂန်းထဲမှာမိုင်းတွေထုတ်လုပ်နေလို့ပောက်ကွဲတာဆိုပြီးလင်ညာဝါဒဖြန့်နေတာလည်းတွေ့ရပါတယ်အဲဟိုအရင်တော့ကပုံအဟောင်းတွေအဲဓာတ်ပုံတချို့ဗီဒီယိုတချို့ကိုပြန်သုံးပြီးတော့အဲသူတို့ဒီလိုမျိုးဝါဒဖြန့်နေတာပေါ့နော် ဓာရီလည်းရှိနေပါတယ်ဆရာကြီးအဲစာတင်ကြောင်းတွေထဲမှာ PDF တွေရှိခြင်းမရှိခြင်းဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးဒါကိုဆရာကြီးအနေနဲ့ဘယ်လိုတုံ့ပြန်ကြမှာလဲခင်ဗျာကျွန်တော်တို့ကဒီပြည်သူတော်လှန်ရေးဆိုတော့ဒီတော်လှန်ရေးအစမှာတော့ဓာရီကိုကျွန်တော်တို့တော်တော်ဟိုထိမ့်မှုကျွန်တော်တို့ခက်ခဲတယ်ပေါ့နော်ဒါပေမဲ့အခုကျွန်တော်တို့2020နှစ်ခနေကဘေးကျောင်းမှာမှကျွန်တော်တို့ဟိုကျောင်းစီယုံနေဘူးတက်မဆွဲဘူးဆိုတာကျွန်တော်တို့ဒါ ကြီးညာချက်တွေထုတ်ထားပြီးသားကျွန်တော်တို့ဒါဥပဒေအနေနဲ့သတ်မှတ်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ MOD နဲ့ MOI နဲ့ကျွန်တော်တို့ဒီ MOE MOH2 နဲ့ဒါညှိပြီးတော့ဒါဘေးကျောင်းဘေးစည်းယုံမှာမှစည်းယုံစည်းကမ်းမှာမှတတ်မဆွဲဘူးဆိုတာအခုကျွန်တော်တို့ဆောင်ရွက်တယ်တကယ်လို့ဆွဲတယ်ဆိုရင်ကျွန်တော်တို့အရေးယူတယ်နော်အတိပေးတယ်နော်အပြစ် အဲကျွန်တော်ချမှတ်တယ်တော့ကိုကျွန်တော်လုတ်နေတာဖြစ်တဲ့အတွက်အခုအချိန်မှာတော့ဘယ်ကြောင်းဘယ်စီးယုံမှာမှတဆွဲထားခြင်းမရှိဘူးဆိုတာကျွန်တော်အနေနဲ့ဒါအဲတိတိကျကျခိုင်ခိုင်မာမာပြောနိုင်ပါတယ်အဲဒါအပြင်နော်တကယ်တမ်းဆိုရင်ကျွန်တော်တို့ကြောင်းနေမှာဆိုရင် uniform နဲ့လက်နက်နဲ့တော့ဝင်ဝင်မပြုတ်ပါဘူးအဲ့ဒါလည်းအခုအချိန်မှာဒါစီကန်းအနေနဲ့တတ်မှတ်ထားတာဖြစ်ပါတယ်ကျွန်တော်တို့ကြောင်းနေရဲ့အခုဒီသူ ဟိုခဏတင်ကြားရေးအကြောင်းနေလွတ်မြောက်နေဒေတာတွေမှာရှိနေတဲ့အကြောင်းတွေမှာဆိုရင် uniform နဲ့လူတွေတောင်ဝင်ခွင့်မပေးဘူးဒါအပြင်လက်နဲ့တည်ဆောင်ခွင့်လုံးဝမပေးပါဘူးဆိုတဲ့ဟာကိုကျွန်တော်အနေနဲ့တိတိကျကျပြောချင်တယ်ဒါအပြင်တကယ်တမ်းတော့အားလုံးသိပြီးသားပါကျွန်တော်ပြီးခဲ့တဲ့ဟိုဟိုအောက်ဆန်း protect တို့ကျွန်တော်တို့ဟို comprehensive university ဘုံကျဲခံအားတော့ကျွန်တော်ပြောထားတာရှိတယ်ဒီလိုမျိုးမဘာညပေါက်ထားပြီးသား ရေနုံကဟိုတိဆောက်ခဲ့တဲ့အဲဒီပြည်သူဆိုရလက်ထက်တဲ့ဆိုရဆက်ဆက်မှာဆောက်ခဲ့တဲ့ဒီကြောင်းနေရှင်းယုံနေဟာတကယ်တော့ညီပုံညွှန်ရှိပြီးသားမဘာညာပေါက်ပြီးသားဖြစ်ပါတယ်။ဒါကြောင့်အဲ့လိုနေရာမျိုးတွေမှာเนาะဗျာအကြောင်းနေမှာဒီ PDF တီခုနကလိုတတ်ဆွဲကြအကြောင်းမရှိပါဘူး။တတ်ဆွဲလို့လည်းမဖြစ်ဘူးဆိုတဲ့အကြောင်းကျွန်တော်ဒါအဲ့ဒီတော့လည်းပြောခဲ့ပါတယ်။ဒါပြင်အခုလိုမျိုးအဲဒီလိုမျိုးနေရာဒေသတွေမှာတင် जा မှုတွေပြုလုပ်ကြရဲ အထူးဂယူဆိုင်ပြီးတော့နော်အာလီဝန်နေစနစ်တော့နော်ဘုံကိုချင်းနေရောအသေးချာအဲဒါစီစဉ်ပြီးမှဒါဖွင့်ရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေအဲအဲ့ဒီတော့ကကြီးညာချက်တွေထုတ်ပြီးဒီဇိုင်းမှတ်မှတ်ပြောခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးခင်ဗျာဒီဥဒိန်တွင်းရောစာတင်ကြောင်းဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့တော်တော်လေးလဲအဲထိခိုက်ဆုံးရှုံးမှုတွေကများခဲ့ပါတယ်ဒီလိုကိစ္စမျိုးတွေအဖြစ်နဲ့အောင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ဘယ်လိုမျိုးတွေကာကွယ်ဆောင်ရွက်သွားဖို့ရှိပါမလဲဆရာကြီးခင်ဗျာဒီဟာအစင်ဒီဇိုင်းဆောင်ရွက်နေပြီးသားပေါ့နော်ပညာရေးဝန်ကြီးဌာနအနေနဲ့လည်းအဲညွှန်ကြားချက်တွေအဲကြေညာချက်တွေနောက်ခဏသက်ဆိုင်ရာမြို့နယ်ပညာရေးပုတ်တွေအကြောင်းညို့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးတော့ပြောဆိုညွှန်ကြားထားပြီးသားဖြစ်တယ်အဲ့တွေ့တိုင်းလဲကျွန်တော်ဆိုရင်ပြောတယ်အားလုံးကလည်းပြောပါတယ်လုံကြုံရေးအတိလုံကြုံရေးတတိရှိဖို့နောက်တစ်ခုကတော့ရှင်တန်မှုပေါ့နော်ဒီနေ့ဒေါ်လာရေးမှာကျွန်တော်တို့ ဒေါ်လာကြီးမှာပါဝင်နေတဲ့လူတူချင်းတူချင်းတစ်ယောက်ချင်းတစ်ယောက်ချင်းတစ်ခွဲ့ချင်းရှင်သန်ခြင်းဟာအရေးကြီးပါတယ်ကျွန်တော်တို့ဒီလိုဒေါ်လာကြီးမှာပါဝင်နေတဲ့ဒေါ်လာရင်းပညာသင်ပညာသင်ရင်ဒေါ်လာနေတဲ့ကျောင်းသားတွေကျောင်းသူတွေရှင်သန်မှုဟာအရေးကြီးတယ်ဆရာတွေဆရာမတွေရှင်သန်မှုဟာအရေးကြီးပါတယ်အဲဒါကြောင့်ကျွန်တော်တို့ဒါကိုအထူးဂရုစိုက်ပြီးတော့ရှင်သန်ရေးဒီအဓိက သင်ကြားရေးနဲ့ပညာရေးကဒုတိယနေရာမှာထားဖို့ဆိုတော့ကျွန်တော်တို့ပြောပြီးတော့ဒါစီစဉ်ဆောင်ရွက်နေတာဖြစ်တယ် ဒါကျွန်တော်တို့ဟို NUG နေနဲ့ဆိုရင်ဝင်ကြီးဌာန၅ခုပေါင်းပြီးတရားတွေအစီအမံနေနဲ့အဲရေးဆွဲထားရတယ်။ဒါပုံကိုချင်းနေစောင့်နိုင်မှုအတွက်ငွေကြေးထောက်ပံ့မှုတွေလုပ်တယ်။ဟောအဲ့တော့အခုကတော့တကယ်တမ်းတော့စောစောကပြောလို့ early warning system ကိုရကောင်းကောင်းလုပ်ဖို့လိုတယ်။နော်။အဲနောက်တစ်ခုကတော့ပုံကိုချင်းနေကောင်းကောင်းကျွန်တော်တို့ဒီစောင့်ထားဖို့လိုတယ်။နောက်ကျွန်တော်တို့ဒီကအခါအားလျော်သွားညွှန်ကြားချက်တွေကိုလည်းလိုက်နာဖို့လိုတယ်။ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ကျွန်တော်တို့ကြောင်းနေပညာရေးပုဒ်တွေကို ကျွန်တော်တို့ညင်ကြားချက်တွေအကြံပြုချက်တွေကျွန်တော်တို့ပေးထားပြီးဖြစ်တယ်ဒါတွေကိုလည်းအခုကျွန်တော်တို့ဒီအဲတရင်ထုတ်ပြန်တဲ့အထက်မှာကျွန်တော်တွဲပြီးတော့ထုတ်ပြန်ပေးပါမယ်ဟုတ်ကဲ့ပါဆရာကြီးဒီလိုမျိုးစာတင်ကြောင်းတွေဆေးရုံတွေလူနေရက်ွက်တွေကိုအာရွေချက်ရှိရှိဘုံကျဲတိုက်ခိုက်ပြီးပြည်သူလူထုကိုတက်ဖြတ်နေတဲ့စေအုပ်စုရဲ့လုပ်ရက်နဲ့ပတ်သက်ပြီးနိုင်ငံတကာကဘာပြောချင်ပါသလဲဆရာကြီးခင်ဗျာနိုင်ငံတကာကတော့တကယ်တော့ဟိုလေ နိုင်ငံတကာမှာရှိနေတဲ့ဥပဒေတွေစီမင်းစည်းကမ်းတွေဆိုတော့ဂီတိုတွေနဲ့တကယ်တော့ရှုပ်ထွေးနေတာပေါ့နော်တကယ်တော့နိုင်ငံတကာကကျွန်တော်တို့ထိထိရောက်ရောက်ကူညီမှုတွေဘာမှမရဒါပေမဲ့တကယ်တော့အခုလိုအချိန်မျိုးမှာသူတို့တွေတေချာစဉ်းစားဖို့လိုတယ်တေချာလဲဒါတွေကိုအဲကျွန်တော်တို့လေ့လာပြီးတော့အခုလိုမျိုးအချမ်းပတ်ဖက်စစ်စစ်တပ်ရဲ့လူမဆန်စွာပေါ့နော်ဒါတွေချောင်ရဲ့နေချက်တွေကိုနိုင်ငံတကာအနေနဲ့လစ်လူရှုမထားဘဲနဲ့ဒါတွေကိုအေးအေးယူ တင်ပါတယ်ရေးယူဆောင်ရွက်တင်တယ်လို့ကျွန်တော်မြင်နေတာအပြင်လူသားချင်းစာနာမှုအနေနဲ့အခုလိုမျိုးကျွန်တော်တို့ဟို air strike တွေခဏလိုဘုံကျဲခံနေရတဲ့ကြောင်းတွေစီးယုံတွေအတွက်တော့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့အဲဒါအကူအညီတင်တယ်လို့ကျွန်တော်မြင်ပါတယ်အကူအညီဖို့လည်းကျွန်တော်ဒီအမြင်အားနေပြီးတော့တောင်းပန်တယ် request တက်ပါတယ်အဲ underground ကျွန်တော်တို့ဘုံကျဲခံနိုင်တဲ့ underground ကြောင်းနေစေးရုံပြီးကျွန်တော်တို့လုံနိုင်မှုလို့လေအဲ့ဒါအတွက်လည်းကျွန်တော်အခုညီတောင်းပါတယ်လို့အဲကျွန်တော်အနေနဲ့တော့ခုနထပ်ပြီးပြောကြတာကျွန်တော်ဟိုနေ့အင်တာဗျူးမှာလည်းပြောပါတယ်အဲကျွန်တော်တကယ်တော့ဒီကျောင်းသားတွေကျောင်းသူတွေဆရာတွေဆရာမတွေရဲ့အသက်တွေကိုကာကွယ်မပေးနိုင်ခဲ့ဘူးကာကွယ်မပေးနိုင်တဲ့ဝင်ကြီးတယောက်နေတော့ကျွန်တော်တော့တော့ကိုကျွန်တော်ကိုကျွန်တော်လည်းပဲကျွန်တော်ဒါအဲအားမလို့အားမရဖြစ်မိတယ်ပေါ့နော် အဲ့ဒါကျွန်တော်တို့အစွမ်းကုန်ကြိုးစားပြီးတော့ NUG အနေနဲ့ရောတော့တိုင်းနာဒေါ်လာရေးဖွဲ့စည်းတွေနဲ့ပေါင်းစပ်ပြီးတော့ကောလေလေပါအကူအညီတွေနဲ့ပေါင်းစပ်ပြီးအစွမ်းကုန်ကြိုးစားပြီးနောက်နောက်ဒီလိုမျိုးအဲချမ်းသူချမ်းသားတွေနဲ့ဆရာဆရာမတွေတက်တည်မဆုံးရှုံးရအောင်ကြိုးစားပြီးခပ်ပဲတော့မယ်လို့ကျွန်တော်အနေနဲ့တော့ဒီနေ့တော့ပြောချင်ပါတယ်။ထပ်တင်တို့မှာတော့တနင်္သာရီတိုင်းလောင်းလုံမျိုးနဲ့စမ်းလန်ကြေးရွာမှာစစ်ကောင်စီတောက်တိုင်ပြူစော်တီ6ဦးကိုဖမ်းဆီးပြီးမပတ်သက်တော့သည့် လူတအုပ်ကိုပြန်လှုပ်ပေးလိုက်ကြောင်းနဲ့တောင်းလို့မြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ကတောင်းရင်ရှိသူတအုပ်ကဖော်ပြထားတာတွေ့ရှိရပါတယ်။ရဖမ်းမိတဲ့ကောင်တို့ထမင်းကျွေးဖို့တော့စဉ်းစားပါနဲ့။ဟောတဲ့ထက်မှန်ပြောပြရသည်။ဒီလဆယ်ရက်နေ့နနက်၄နာရီချိန်မှာတောင်းလို့မြို့နယ်တန်းလန်းကြေးရွာမှာနေထိုင်တဲ့စစ်ကောင်စီနဲ့ပတ်သက်ဆွနေနေတဲ့ရေလုံငန်းလုံခြုံရေးနေသူအသက်60ရွယ်ဒေါ်အုံးဟီနဲ့၎င်းသမီးဖြစ်သူအသက်36နှစ်ရွယ်မက်စီမာဆိုးတို့ကိုဝင်ရောက်ဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။၎င်းနဲ့အတူနေရင်တွင်မှမြို့ရစီဝဝယ်ထားတဲ့စည်ရင်းစာအုပ် ရေတက်စစ်သည်မော်စီကိုထန်းသို့စက်ကြီးကောက်ပေးနေတဲ့စင်းဆောင်များစစ်ကောင်စီစစ်ကြောင်းမှုပောင်းဝင်စရဖဘူကြီးနေပြီးတော့ပုံမှုများစစ်ကောင်စီ ီးပိုင်းရရှိများရဲ့ဖုန်းနံပါတ်မှတ်စုစာအုပ်နဲ့စစ်ကောင်စီဌာနဆိုင်ရာများရဲ့မှတ်ဖုန်းနံပါတ်များအေးမတ်ထားသောစာအုပ်များလက်ကင်ဖုန်းများအင်စီရမရှောင်သိရှိရပါတယ်။နောက်ထပ်သတင်းတို့မှာတော့အကြမ်းဖက်စစ်ကောင်သောမင်းအောင်လှိုင်ဟာနေပြည်တော်မှာတနိုင်ငံလုံးမှာစစ်တိုင်းများကိုနှစ်ရက်တာစီဝေးခေါ်ယူထားပြီးစစ်စင်ရေးကိစ္စများကိုအဓိကထားဆွေးနွေးလျက်ရှိကြောင်းနေပြည်တော်စစ်ပဌာန်းကြီးမြေကထုတ်ပြန်ထားပါတယ်။လက်ရှိမှာမင်းအောင်လှိုင်ဟာမေလ9ရက်နေ့မှာမေလ10ရက်နေ့ထိရုရှားနိုင်ငံကိုသွားရောက်ခဲ့ပြီးရုပ်သမရရှီကြီးမင်းနဲ့တွေ့ဆုံခဲ့ရမှာမြန်မာနိုင်ငံရဲ့ချုပ်ချာအာဏာလွတ်လပ်ရေးနယ်နိမိတ် ပိုင်ဆိုင်မှုနဲ့နိုင်ငံတည်ငြိမ်ရေးလှုပ်ဆောင်မှုများကိုလည်းထောက်ခံနေစုသောပြည်ထောင်သမရထံမှဂရီကူကိုရရှိခဲ့ပြီးနောက်အိုမိုစိုးရသောလေကျန်းတက်ခွင့်များလှုပ်ဆောင်လာခဲ့ကြောင်းစစ်တမ်းမှုများနဲ့ယခုစီဝေးပြီးတွင်လည်းပြင်းထန်သောစစ်ကြောင်းထုတ်မှုများပေါ်လာနိုင်သဖြင့်တော်လိုင်းအင်အားစုများနဲ့ပြည်သူများတည်ထားမိဖြစ်ကြောင်းနေပြီးတော့စစ်ဘက်တည်င်းမိကဤရှိရပါသည်။ဘုရားနဲ့မြေတွေတောင်းလာမယ်။လက်နက်ကင်သဘုံတွေသူ့ဒီနယ်တိုင်းဒေသကြီးကနေတောင်းလာတော့မှမကြခင်လာပြီးတော့ထပ်ပြီးတော့ကိုထပ်ပြီးတော့ကိုအခုလိုပုံစံမျိုးကိုလက်နက်ကင်ပြီးတော့ကိုတောင်းဆိုလာကြအောင်မှာ။ ကြမ်းဖက်တဲ့ပုံစံမျိုးတွေလောက်လာကြအောင်မကြခင်ထပ်ဖြစ်လာတော့မယ်အဲ့တော့ပြည်တော်စုကြီးတစားစီပြိုကွဲမဲ့အနေထားကိုရောက်နေပြီရောက်နေပြီပြည်တော်စုကြီးပြိုကွဲခြင်းဆိုရင်တော့နေပောက်ကိုထိုင်ကုန်ဝတ်မယ်ဆင်းခိုင်းလိုက်ပြီအစိုးရဘက်ကိုယနေ့မလုပ်မှလည်းနာဆာကအစိုးရကြီးဟိုတက်မတော်ကာဘွေရဲ့ဦးစီးချုပ်ကျမတို့ယုံကြည်လေးစားချစ်ခင်အကူအပါတော့တမီးထွတ်ရဲ့အဖေအာနာ၃ရက်လုံးကိုရယူထားတဲ့ကျမတို့ရဲ့အဖေတက်မတော်ကာဘွေရဲ့ဦးစီးချုပ်ချက်ဖေချက်ဖေကစစ်သားကစစ်သားနဲ့တူအောင်ပြက်ပြက်သားသားလောက်ရပါမယ်ရန်သူကိုနေလို့ မိလို့ပြက်ပြက်သားသားချိန်မုံတိုက်ရမယ့်အချိန်တွေတံပြန်ရမယ့်အချိန်တွေရောက်နေပါပြီနေလို့ပူပြင်းတောက်လောင်ပြီးတော့မိလို့တောင်းနေကြရမယ်ပြာကြတော့အောင်လောင်းနေကြရမယ်ရန်သူကိုရန်သူကိုနေလို့မိလို့ကျန်တော့ရတော့မယ်အနေထားရောက်နေပြီအဲစကားလေးကိုမှတ်ထားပါဒီကောင်မလေးကိုမိတဲ့ခါကျရင်တနေလို့နှင်းမကျွေးပင်းနေပြောခိုင်းတယ်မှာဗျာအဲစကားကိုဒီဘက်ကနေအရင်လိုငဲ့ညာပြီးတော့ဒီ NCA လမ်းကြောင်းပေါ်ကိုတက်လာဖို့အဖေစောင့်မနေပါနဲ့တော့မထိုက်တန်ပါဘူးသူတို့တွေနဲ့နော်ဒီ EOSA EO တွေကိုအဖေနှစ်ပေါင်းများစွာကြာခဲ့ပြီဒီတက်မတော်အစိုးရအစိုးရလက်ထက်နော် ဒီတက်မလို့ဒီတပုံလေးလက်ထက်နှစ်ပေါင်းများစွာကြာတက်ပြီနှစ်ပေါင်း80လောက်ရှိနေပြီနော်အဲ့ဒီဟာကိုအခုချိန်ထိ NCA လမ်းကြောင်းပေါ်မှာဟိုမငိမ့်ညံသေးဘူးမငိမ့်ညံသေးဘူးနေ NCA လမ်းကြောင်းပေါ်ရောက်လာတဲ့အဖွဲ့စည်းကအနေချင်းပဲရှိသေးတယ်အဲ့တော့တပုံကိုတပုံနဲ့အကျံဖတ်တပုံကိုအကျံဖတ်နဲ့တူအောင်လိုက်ပြီးတော့ဖေတို့ပြက်ပြက်သားသားချိန်မုံရပါလိမ့်မယ်ရန်သူကိုရန်သူလိုပြက်ပြက်သားသားချိန်မုံမှာနောက်မှဆိုဖေဖေကောမနေနေမရတော့ခင်ကြိတ်လေးကမမင်းရောင်နေသူ့အပြုံကြီးကြီးခေါင်းနဲ့တော်တော်ခိုင်နေတိုင်ပတ်နေရရန်နေဖေသွားခေါ်နေပြန်ပြီဟုတ်ရင်နာဆာကအစိုးရကြီးရဲ့ဂုံတိုက်ခါ တတ်မတော်အဖွဲစည်းကြီးရဲ့ဂုံတိုက်ခါဟုတ်လားတတ်မတော်ဒုကြီးတရခုလုံးရဲ့ဂုံတိုက်ခါဘလောက်ရှက်ဖို့ကောင်းလိုက်လဲကိုဆိုးတာကနိုင်ငံတကာမှာဟွန်းမြမဝင်ရပြီဝင်ရပြီဖြစ်တာပြောလိုက်အောင်ထည့်ပြီးတော့တတ်မတော်ပုံရိပ်ဘလောက်ကြဆင်းသွားပြီလဲဘလောက်ရှက်ခွဲသေးရပြီလဲအဲ့ဒီဂုံတိုက်ခါကိုပြန်ဆယ်ရမယ်တမတို့ကျမတို့ရဲ့တတ်မတော်ကြီးမြမတတ်မတော်ကြီးမြမတတ်မတော်ကြီးကအရှက်တောင်အရှမှာအရှကြားအဖြစ်နဲ့ဂုံယူခဲ့တဲ့ နာမည်တစ်ခုထွက်ခဲ့ရတဲ့မြမတက်မလို့ကြီးရနာမည်ကိုပြန်ယူရမယ်အဲ့ဒီဂုံတိုက်ခါကိုပြန်ဆယ်ရမယ်ဖေနော်အဲ့တော့ဘသူ့ကိုမှဘယ်တိုင်းရင်းသားကိုမှယခုချိန်မှာဘယ်တိုင်းရင်းသားကိုမှဆိုတာကိုလက်နဲ့ဒီငငယ်ယူထားတဲ့တိုင်းရင်းသားတွေကိုပြောတာမဟုတ်ဘူးနော်အကျန့်ဖက်အကျန့်ဖက်နားမလဲတဲ့အကျန့်ဖက်သဘုံတွေကိုအကျန့်ဖက်ပြီးသားဆိုတာနဲ့ပြတ်တမတော်ကပြတ်ပြတ်သားသားချိန်မုံရမယ်အချိန်ရောက်နေပြီအဖေဘက်ကလုံးဝငဲလို့မရတော့ဘူးတက်မတော်ကြီးအနေနဲ့ငဲလို့မရတော့ဘူးမခံလေးစားဖြစ်နေကြပြီအောက်ခြေဘာမှမဟုတ်တဲ့အောက်ခြေရစအောက်ခြေပြည်သူတွေရဲ့ယုံကြည်ယုံကြည် ယုံယုံကြည်ခြင်းမဲ့လာပြီအောက်ခြေဒီသူတွေဝိုင်းဆက်တာလေးတက်ပြောလိုက်ပါဦးဟာအခုရဲ့အောက်လက်ငယ်သားတွေရဲ့ယုံကြည်မှုတွေအကျန်းဖက်တဲ့ပုံတွေရဲ့အခုလူမလေးခွေးမခန့်ဆိုတဲ့ပုံစံကဲအားလုံးပဲဒါကတော့လက်ရှိခြေနေမှာမင်းအောင်လည်းစကဲနေအကုန်လုံးတပြုတ်ပြုတ်နဲ့ပါနေရတဲ့ပတ်သက်ပြီးတော့ဘောင်းမာတွေရဲ့ပောက်ကွက်နေရဖြစ်ပါတယ်နေနေတိုင်းတော့သူ့မိရတော့ဖင်ကျိနေမှာတော့သေးကြပါတယ်အော်ကြည်ကြပြင်တက်တက်ကြီးကဘလောက်ပြုတ်ကွဲမကွဲတာထားလိုက်အောင်ဘောင်းမာတွေကတော့တော်တော်လေးကိုတုံ့နှုတ်နေတာကိုတွေ့နေရပါတယ်